မင်္ဂလာပါမြန်မာပြန်ပြည်သက်တို့ရေမနေ့ကလိုဝင်ပါလောက်9ရက်နေ့ညနေ9နာရီလို့မှရှင်ပြန်ကစားခဲ့ကြတယ်ကျွန်တော်ရေမြန်မာကုစားပြုတင်တင်ဖြစ်တဲ့ ISB တင်တယ်တောင်ကိုရီးယားကုစားပြုကလပ်တစ်ခုဖြစ်တဲ့ Seoul FC ရဲ့ပွဲစဉ်ကိုကျွန်တော်တွားရောက်ကြည့်ရှုခဲ့ပါတယ်အခုအချိန်လေးကတော့ပွဲမစခဲ့အချိန်လေးဖြစ်ပါတယ်ပြည်သက်ကတော့တော်တော်များပါတယ်ည9နာရီပွဲစဉ်ဖြစ်ပြီး အိမ်ပြန်အားခတ်တဲ့ပွဲစဉ်ဖြစ်ပေမဲ့ကျွန်တော်တို့မြန်မာဖန်ပြည်သက်တွေကတော့တောင်ကြီးကြီးနဲ့ကိုတဖွဲဖွဲလာရောက်အားပေးနေတာကိုတွေ့ရှိရပါတယ်။ဂျာသူဥအခြေအနေကမိုးရွာပြီးသားအခြေအနေဖြစ်တာကြောင့်အေးစိတ်ပြီးနေလို့ကောင်းနေတဲ့အခြေအနေမျိုးမှာဖြစ်ပါတယ်။ပြည်သက်တွေအတွက်အဆင်ပြေတာပေါ့။တပတ်တင်ကသမားတွေကိုင်းအတွင်းကိုရောက်ရှိလာတော့မယ့်အခြေအနေပဲဖြစ်ပါတယ်။ဘင်ခရာတီးဝိုင်းနေဆိုတော့ရင်ခုန်ရတာပေါ့။

မြန်မာကိုစားပြုကလပ်တစ်ခုဖြစ်တဲ့ ISB အသင်းဝင်ရောက်ရှင်းပြိုင်နေတဲ့ AFC Asia Champion League ဖြစ်နေပေမဲ့လို့ကျွန်တော်တို့ပရိသတ်တွေကတော့ ISPE လို့အကျွေးကြော်ပဲမြန်မာဟေးလို့သာအကျွေးကြော်ခဲ့ရပါတယ် ွင့်ပင်းကိုရောက်ရှိလာခဲ့ကြပါပြီ။ပရိသတ်တွေအတွက်ရင်ခုန်ပျော်ရွှင်ရဆုံးအခြေအစိုးလည်းမမပါဘူး။လက်ဖက်ပင်းဇာသမားတွေနေရာယူကြပါပြီ။အချိန်ကညအချိန် မိုးကလေးကအေးအေးနဲ့ဆိုတော့နှစ်ပင်းသလုံးတွေကစားရတာအဆင်ပြေမယ်လို့ထင်ပါတယ်။စာပေပေါ်ကိုကိုဝင်ပင်ကစတင်သွားမှာဖြစ်ပါတယ်။ ဘွဲအစားပါကိုယ် apps တင်တာအထောက်နေနေခဲ့ပြီ ISP ဒီကစားနေတာဖြစ်ပါတယ်ချက်ချက် ပွဲစဉ်မှာယွန်းနဒီလိုင်းအနေငယ်ညံ့တယ်လို့ထင်ပါတယ်။သူ့ဘက်ကထိုးပေါက်ခံရတာတွေများတယ်လို့ဘောလုံးပြတ်ကွာတာတွေအများကြီးတွေ့ရှိရပါတယ်။ဘောလုံးကစားရင်ရေရန်လဲနေတာကိုတွေ့ရှိရပါတယ်။နောက်တစ်ယောက်ကတော့အသိကောင်းတော်ကမာထောင်းပါ။သူ့အတွက်တော်တော်ခက်ခက်ခဲခဲရုန်းကန်နေရပုံပေါက်ပါတယ်။ သူစီကတော်တော်မျောလင့်ထားခဲ့ပေမဲ့ဒီပွဲစဉ်မှာတော့မျောလင့်ထားသူဖြစ်မလာတာကိုတွေ့ရှိရပါတယ်။နောက်ထပ်ပွဲစဉ်တွေမှာ တိတက်ပူကောင်းတဲ့ performance မျိုးအများကြီးမျောလင့်မိပါတယ်ခင်ဗျာ။ပထမပိုင်းတစ်ပိုင်းလုံးမှာကိုသမားကတော့အပြစ်ပြောစရာမရှိပါဘူး။ ပွဲပြီးတော့အချိန်ပို45မိနစ်မှာမိနစ်3မိနစ်အထိကြာရှိပါတယ်။အဲဒီ3မိနစ်အတွင်းမှာပဲကျွန်တော်တို့ရဲ့ ISP တင်ကကိုပေးလိုက်ရပါတယ်။ဒါပေမဲ့ဒီကိုကမိနစ်ကျော်နေပြီလို့ယူဆရပါတယ်။ကိုသွင်းပြီးချိန်မှာတော့မိနစ်50ကျော်နေပါပြီ။ကိုပေးလိုက်ရလို့ကျွန်တော်တို့ပြိတ္တတွေငင်းကြသွားခဲ့ပေမဲ့မိဗျအထွက်ဝင်လို့ရဲ့စောကတက်မှုကိုတွေ့ရချိန်မှာတော့ကျွန်တော်တို့ပြိတ္တတွေခဏတာတော့ ်လိုကြခဲ့ပါတယ်မီးပြဖွင့်ဝင်နေသောတကတက်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ပြိသက်တူရဲ့ for hit အပိမှုကိုအမကန်တွေးရှိရပြန်တော့ဘာရမဟုတ်ပဲနည်းနည်းအားတက်မိပါတယ် ောက်ဆုံးမှာတော့ကျွန်တော်တို့ ISP အဲ့ဒီကိုကပေးလိုက်ရပါတယ်အဲ့ဒီပေးကိုဒီကိုနေပဲပထမပိုင်းမှာ brand Z ဆိုရရလာလို့ ISP ဤတင်ဟာစူဝတေးဥဆောင်ခြင်းကိုကျွန်တော်ပြောတယ်ဒီတင်းနဲ့ဒီတင်းဆိုတော့ဘယ်တော့ရှိမှာပေါ့ဆိုတဲ့စိတ်နဲ့ကြည့်နေကြတယ်ကျွန်တော်တို့ပြည်သက်တီအတွက်အရင်ကြီးစိတ်ပြတ်သွားတာလို့တော့မရှိမိပါဘူးဒါပေမဲ့ဒါရဲ့ ချင်းလို့ပြောတော့ပြည်သက်တွေကမကြည်လက်ချူတော့တွေ့ရှိရပါတယ် ハハハハ လူလာတော့ဘိုးရံပေါ့လေပေါ့လေဒုတိယပိုင်းမှာတော့ကျွန်တော် ISP အသင်းဟာကိုယ် FC အသင်းကိုဘလို့မှရှင်းပြိုင်နိုင်စွမ်းမရှိတော့ပဲကိုပြက်ရှိုးနေနေတာကိုရှိရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြည်သက်တီကတော့ဘယ်တော့မှလက်လျှော့မသွားပါဘူး။အားပေးနေအားပေးနေသေးတာဒီလောက်ကိုပြက်နေလို့ဆုံးနေနေရတာတော့မှဒီလိုအားပေးတယ်လို့ဆုံးနေနေသေးပါပဲခင်ဗျာ။ နောက်ဆုံးမှာတော့ကျွန်တော် ISB တင်ဟာကိုမီယာရှိပဲစူဝန် FC တင်မှာပဲငါးခုပြတ်မှုအနိုင်ရရှိသွားပါလေ။ဘာပဲပြောပြောဒီအသင်းနဲ့ဒီတင်ဒီလိုကစားပေးနိုင်ခဲ့တာဘောကကျွန်တော်ရဲ့ ISB အတွက်ကျေးဇူးတင်မိပါတယ်။နောက်ပွဲစဉ်တွေမှာလည်းအကောင်းဆုံးနေနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။မြန်မာအသင်းအောင်မြင်ပါစေ။မြန်မာ fan ပြည်သက်ကြီးလည်း 加拿，先拿加照这个样？